အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုပယ်ချဖို့နိုင်ငံတကာကတာမတ်ကြီးထက်မှန်တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အကြံဖက်စေအုပ်စုရဲ့အထူးရောင်အလိညာရွေးကောက်ပွဲကိုပယ်ချဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာတာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်။ ကျင်းပနေစဉ်အချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံအထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီစတုတ္တကော်မတီရဲ့အထွေထွေမူဝါဒရေးရမိန့်ခွန်းကိုအောက်တိုဘာ23ရက်ကပြောကြားရမှာသံမက်ကြီးကထည့်သွင်းတိုက်တွန်းခဲ့တာပါဆရာနာရှင်စနစ်ကိုအဆုံးသတ်ပြီးမြန်မာပြည်သူလူထုရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံနိုင်မယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်မြန်မာပြည်သူလူထုရဲ့တန်ထိတ်ထံကိုအားပေးထောက်ခံကြဖို့လေနိုင်ငံတကာအသိုက်အဝန်းကိုသံမက်ကြီးကတိုက်တွန်းပါတယ် ်ဆေအိုစုကနိုင်ငံရေးထွက်ပေါက်အဖြစ်စီစဉ်ထားတဲ့အတူရောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုလမ်းခင်းပေးနိုင်မှာမဟုတ်သလိုအဖွဲ့ဝင်နိုင်ငံအချို့ရဲ့အကူအညီနဲ့ဖန်တီးထားတဲ့အတူရောင်ရွေးကောက်ပွဲဟာလည်းဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုစောင့်ကြည့်ပေးနိုင်မှာမဟုတ်ဘူးလို့တမ်မတ်ကြီးကထောက်ပြပါတယ်။ဆေအိုစုဟာနိုင်ငံအတွင်းထိရောက်တဲ့အုပ်ချုပ်နိုင်မှုမရှိကြောင်းတော်လိုင်းရင်အားစုများကစစ်အာဏာရှင်ကိုခုခံကာကွယ်ရမှာခိုင်မာစွာရပ်တည်နေကြောင်းတမ်မတ်ကြီးကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုရှင်းပြပါတယ် စေအုစုဟာတရားဝင်မှုမရှိဘဲပြည်သူတို့ရဲ့ယုံကြည်မှုနဲ့လက်ခံမှုမရှိကြောင်းလဲတာမတ်ကြီးကဆက်ပြောပါတယ်။ဒါပြင်စေအုစုဟာထော်လိုင်းရေးအင်အားစုတွေထိန်းချုပ်ရာနေရာတွေအပအဝင်အယက်သားပြည်သူတွေအပေါ်လေးချောင်းတိုက်ခိုက်မှုတွေတိုးမြင့်ကျူးလွန်နေပြီးမကြသိမိကဗုဒ္ဓဘာသာဝင်တို့ရဲ့ဘာသာရေးနေဖြစ်တဲ့သတင်းကြွလာပြည်နေမှာပြည်သူတွေစင်ပြီးထွန်းကျင်းဇကိုင်းတိုင်းချောင်းဥမြို့နယ်ကိုပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တာမတ်ကြီးကကုလညီလာခံမှာပြောပါတယ်။ အဲ့ဒီပုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေအပါအဝင်အယက်သား20ကျော်သေဆုံးပြီးအများအပြားပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီဖြစ်ရမှာစိတ်နှလုံးကြွေကွဲဖွယ်သာတကားတစ်ခုဖြစ်တယ်လို့တမ်မတ်ကြီးကပြောပါတယ်။ဆက်လက်ပြီး38နှစ်တိုင်တိုင်ဒီမိုကရေစီခရီးလမ်းကိုမယိမ့်မယိုင်ဆင်နွှဲလာတဲ့လူပေါင်းတစ်ရဲဘော်ရဲဘက်တွေကိုဥညွတ်ကုန်ပြုတယ်လို့ AFCC တဝန်လာပေးဖို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ 38နှစ်တိုင်တိုင်ဒီမိုကရေစီခရီးလမ်းကိုမယိမ့်မယိုင်တည်ကြည်ခိုင်မာတဲ့တစ္ဆာအဓိဋ္ဌာန်နဲ့ဆက်လက်ဆင်နွှဲနေတဲ့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီရဲဘော်ရဲဘက်တွေကိုဦးမြုပ်ကုန်ပြုတယ်လို့အာနာရှင်စနစ်ဆန့်ကျင်ရင်ပြည်သူ့အင်အားများထိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCC ကတဝန်လာပေးပို့လိုက်ပါတယ်။ဒီနေ့ကြာရောက်တဲ့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီဖွဲ့စည်းတည်ထောင်တာ38နှစ်မြောက်အထိမ်းအမှတ်နေ့အထိဒီမိုကရေစီခရီးလမ်းကိုတည်ကြည်ခိုင်မာတဲ့တစ္ဆာအဓိဋ္ဌာန်နဲ့ဆက်လက်ဆင်နွှဲနေတဲ့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီ ရဲဘော်ရဲဘက်တွေကိုဥညွတ်ဂုံပြုတယ်လို့တဝန်လွှာမှာဖော်ပြထားပါတယ်1988ခုနှစ်လူလူအရေးတော်ပုံကြီးအတွင်း 3D ပေါက်ဖွာလာခဲ့ပြီးအလုတ်သမားလေသမားလူငယ်ကြောင်သားတွေနဲ့စုစည်းပြီးလူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီကိုဖွဲ့စည်းတည်ထောင်ခဲ့တာဆိုရင်38နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒီမိုကရေစီရင်လူအခွင့်အရေးတရားမျှတရေးငြိမ်းချမ်းရေးနဲ့ဒန်းတူရေးကိုအပြည့်အဝအာမခံတဲ့ပြည်ထောင်စုနိုင်ငံတော်တည်ကြည်တည်ဆောက်နိုင်ရေး နိုင်ငံရေးရှိမှန်ချက်ကိုကင်ဆွဲပြီးအဖိနှိတ်ခံပြည်သူလူထုနဲ့တူရက်တည်ပြီးတော်လှန်ရေးခီးရှိကိုကြံ့ကြံ့ခံမယိမ့်မယိုင်ဖျက်ဆီးခဲ့တာဒီနေ့တိုင်ဖြစ်ပါတယ်။38နှစ်တာယုံကြည်ချက်ခိုင်မာစွာဖျက်ဆီးလာခဲ့တဲ့လူပောင်တဒီမိုကရက်တစ်ပါတီကိုဂုဏ်ယူစွာအလေးမြတ်ပြုတယ်လို့သဝင်လွန်မှဖော်ပြထားပါတယ်။မြေဦးတော်လှန်ရေးအဆုံးသက်တိုက်ပွဲမှာလည်းအခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူဆက်လက်ချီတက်တိုက်ပွဲဝင်ရင်းတော်လှန်ရေးရည်မှန်ချက်ပန်းတိုင်ကိုအောင်မြင်စွာရောက်ရှိပါစေလို့လည်းသဝင်လွန်မှဖော်ပြထားပါတယ်။ စမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်